အားလုံးပဲမှာလောခင်ဗျာဝိုင်းပေါ် channel ကနေအားလုံးကိုကျေးဇူးပါတယ်အာဆင်နယ်အသင်းကတော့ပြီးခဲ့တဲ့တစ်ပတ်ကဆန်လန်လန်လေးနဲ့တစ်ဖက်ငိုးစီတည်ရကြခဲ့တယ်တစ်ဖက်မှာဒီမန်ချက်စတာစီးတီးအသင်းကတင်းငွေနေမှာလီဗာပူးအသင်းကို၃ဂိုးကိုမှုရှိတော့ရလာနေနိုင်ရရှိခဲ့တယ်ဒီပွဲရဲ့နောက်ဆက်တွဲအနေနဲ့တချို့သော bandage တွေကဘာတွေပြောလာလဲဆိုတော့ဒီအာဆင်နယ်အနေနဲ့ champion အတွေ့အကြုံကမရှိဘူးဒါကြောင့် champion မဖြစ်နိုင်ဘူးနောက်ပြီးဒီမန်စီးတီးကအာဆင်နယ်ကိုကြော်တက်မယ်ဆိုတဲ့စကားစံတွေကထွက်လာတယ် ဒါကြောင့်မီခီအာတီတာရဲ့အာဆင်နယ်အနေနဲ့တိုက်တဲ့ race အတွက်စိုးရိမ်နေရပြီလားဆိုတဲ့အချက်ကလည်းဒီဘက်မှာစဉ်းစားနေရဖြစ်လာတယ်။ကျွန်တော်ကတော့လက်ရှိဟိုအာဆင်နယ်အတွင်းသွားနေတဲ့ဒီပွဲပေါ်မှာချင်းကပ်တဲ့ပုံစံကရာမားတွေရဲ့အောင်မြင်မှုစာလောင်စိတ်ကရာမားတွေရဲ့ဒီဂိုးတကိုးရပြီးတဲ့နောက်ပိုင်းအောင်ပွဲခံပုံတွေကိုကြည့်ရင်သူတို့ဘလောက်ထိဒီတိုက်တဲ့ race အတွက်စိတ်တွေနှစ်ထားလဲဆိုတော့ကျွန်တော်အတိုင်းသားမြင်ရတယ်။ဒါကြောင့်ကျွန်တော်ကတော့ဒီ ေါ်မှာကျွန်တော်ကတော့မစိုးရိမ်ဘူးပြဘာလို့လဲဆိုတော့ကျွန်တော်တို့အတင်းကဒီမနေ့တနေ့ကမှကျွန်တော်တို့ဒီအတင်းမှရှင်ကကျွန်တော်တို့ဒီဒီနေ့ရည်မလို့အောင်မြင်အောင်လို့ဒီရှေ့မြငွေရင်းကြီးထုတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့လက်ရှိအနေအထားကိုရောက်လာတာမဟုတ်ဘူးပြ၃လနှစ်တိဆောက်ပြီးမှဒီအသင်းကိုကျွန်တော်တို့အကောင်းဆုံးပုံစံဖြင့်ကျွန်တော်တို့မြင်ရဒါကြောင့်ကျွန်တော်ခုနကပြောခဲ့သလိုပဲကျွန်တော်တို့အသင်းကဒီလိုမျိုးဒီတည်ကြလာယုံနဲ့ကျွန်တော်တို့အတွက်တိုက်တဲ့ race ကစိုးရင်စရာတော့မဖြစ်ဘူးရအဲ့အဲ့ပွဲမှာတည်ကြတာမှန်တယ်ဒါပေမဲ့ တချို့ကျွန်တော်ပိတ်သက်တွေရှိတယ်ဗျာဘာလဲဆိုတော့ဟိုအတင်းတင်းတရေကြသွားဒီပွဲအားဒီကောင်လေးမကောင်းလို့တရေကြတာပဲအဲ့လိုမျိုးသူတို့စိတ်ထဲတွေးကြတယ်တကယ်တမ်းကအဲ့ပွဲအဆဆုံးကြီးတဲ့အာဆင်နယ်ဖန်တွေအတီဆုံးများကျွန်တော်တို့ပထမပိုင်းကစားတာမကောင်းဘူးဟုတ်တယ်ကျွန်တော်တို့အဲ့ပထမအဲ့ဒီပထမပိုင်းကစားတာရုံးကန်ရတယ်ဒါပေမဲ့ဒုတိယပိုင်းကစားတာကိုကြည့်ကြည့်လိုက်ကျွန်တော်45မိနစ်ကစားပြီးမိနစ်80လောက်တွေကျွန်တော်တို့ပွဲကိုဘယ်လောက်ထိကျွန်တော်တို့ထိန်းချုပ်ထားနိုင်လဲဆိုတော့ကျွန်တော်တို့အာဆင်နယ်ဖန်တွေအကုန်သိတယ်နောက်ပြီးတော့ဒီကျွန်တော်တို့မာတီဆူဗီမန်ကန်တဲ့ ဒီဘားတိုင်းမှန်တဲ့လုံးနေနောက်ပြီးဒီကာလာဖီယိုနေနောက်ဆုံးမိနစ်ဒီမှာခေါင်းတိုက်တဲ့လုံးနေမီခေမိုရီနိုကန်တဲ့လုံးနောက်တန်းနေတာဘဘလောက်ဦးဆိုရင်ကျွန်တော်တို့ဒီအိုက်ပွဲက31 41ဖြစ်မဲ့အနေထားမျိုးဒါပေမဲ့ကန်ဆိုးစွာနဲ့ကျွန်တော်တို့မှာအနေငယ်လိုအပ်ချက်ရှိခဲ့လို့ကျွန်တော်တို့အဆုံးသတ်မှာကျွန်တော်တို့တူးတူးတေးကြသွားတယ်ဒီချိန်မှာကျွန်တော်တို့ဒီတစ်ဖက်မှာဒီအာဆင်နယ်ကဒီချန်ပီယံတွေ့ကြုံမရှိဘူးနောက်ပြီးဒီမန်စီးတီးကကြော်တက်မယ်ဆိုတော့စကားနဲ့ထွက်လာတယ်ကျွန်တော်ဟိုဒီအားနဲ့ပတ်သက်ပြီးတော့ပေါ့ကျွန်တော် လက်ရှိကျွန်တော်အာဆင်နယ်အသင်းကနောက်ဆုံး၃နှစ်မှာဒီဒုတိယဖြစ်ခဲ့တယ်ဒါဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပမာတစ်ခုနဲ့ကျွန်တော်ခိုင်းနှိုင်းရင်လည်းပြောဘာလဲဆိုတော့ဟိုចောင်းတစ်ចောင်းမှာဒီပထမစုရဖို့အသေးအတန်ကြိုးစားနေတဲ့ចောင်းသားတစ်ယောက်ရှိတယ်အဲ့ចောင်းသားတစ်ယောက်ကဒီ၄တန်း၅တန်း၆တန်းနှစ်မှာသူဒုတိယစုရခဲ့တယ်သူပထမစုကြိုးစားခဲ့တဲ့တန်းတော့သူဒုတိယစုရခဲ့တယ်ဒါပေမဲ့ခုနှစ်တန်းရောက်တဲ့အခါမှာ ်သူပထမသူရဖို့အတွက်ဆက်ပြီးကြိုးစားနေတယ်ဘာလို့လဲသူပထမသူအရင်လိုချင်နေတဲ့အတွက်ကြောင့်သူထပ်ပြီးကြိုးစားမှာပဲဒီလိုပဲဗျာကျွန်တော်အာဆင်နယ်ဒီကစားသမားတွေနေတဲ့ကလည်းသူတို့ဒီဒုတိယသူဒီရခဲ့သည့်တိုင်အောင်သူတို့ထပ်ပြီးတော့ကျွန်တော်ချန်ပီယံသူတို့ထပ်ပြီးတော့တိုက်ပွဲဝင်နေတယ်ဘာလို့လဲသူသူတို့ချန်ပီယံစုကိုအရင်လိုချင်နေတဲ့အတွက်ကြောင့်အဆုံးတက်မှာသူတို့ချန်ပီယံစုရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်သက်ကသူတို့ရဲ့ဒီမိုင်းထဲမှာအများနဲ့ရှိတယ်ဗျာဒါကြောင့်ကျွန်တော်ကတော့ဒီပုံမှာအရင်ကြီးတော့မစိုးရိမ် နောက်ပြီးဒီနေ့ရာဒီကျွန်တော်တို့ကန်ခဲ့တဲ့ပွဲတွေကိုကြည့်ကြည့်လိုက်ကျွန်တော်တို့လူစုံတက်စုံကန်ခဲ့တဲ့ပွဲဆိုတာခရှားရှားရယ်များသောအားဖြင့်ကျွန်တော်တို့ဒီတပွဲနှစ်ပွဲလောက်ကန်ပြီးရင်ကျွန်တော်တို့တယောက်ထက်နာတယ်ပြီးရင်နောက်ထပ်နှစ်ပွဲသုံးပွဲလောက်ကန်ပြီးရင်နောက်ထပ်တစ်ခါနှစ်ယောက်လောက်ကထက်နာတယ်ကျွန်တော်အဲ့လိုပွဲစဉ်တွေကရမ်းများတယ်ဗျာသူသဖြင့်ကျွန်တော်မာတင်အိုဒီကတို့ပြီးရင်ဂိုင်းဟာဗက်စ်တို့ပြီးမာတီနယ်လီတို့ဒီလိုမျိုးကစားသမားတွေဒီ first line ရဲ့အထဲမှာအများအမ်းဒီပွဲထွက်ခွင့်ရတဲ့နဲ့ကစားသမားတွေကိုယ်တိုင်းကိုကကျွန်တော်တို့ဒဏ်ရာရနေခဲ့ဒီတိုင်အောင်ကျွန်တော်တို့အနေနဲ့ ဒီယာဒီစမှာကလေးကကျွန်တော်တို့ရှိတဲ့လူစင်းနဲ့အကောင်းဆုံးကျွန်တော်တို့ကစားခဲ့တယ်ရာတင်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေရာတင်ရထိုက်တဲ့အမှတ်တွေကျွန်တော်တို့ရခဲ့တယ်သူတို့ဒီသူဆန္ဒနဲ့ကိုတည်ရကြတာရင်းကြီးကျွန်တော်တို့အတွက်ဟိုစိတ်ပြည့်စရာမဟုတ်ဘူးပြဘာလို့လဲကျွန်တော်တို့အဲ့ပွဲမှာကျွန်တော်တို့ဟိုရလက်ကတည်ရကြခဲ့တဲ့တောင်ကျွန်တော်တို့ performance ကောင်ပြသနိုင်ခဲ့တယ်သူတို့တချို့ကဟိုလိုသားပါတော့ကျွန်တော်တင်းတင်းတည်ရကြတယ်အဲ့ပွဲမှာဆိုခြေစမ်းမကောင်းလို့တတ်မှတ်ကြတယ် ိုဒါဟိုလက်တင်တော့ခံပါတယ်ဘာလို့လဲဆိုအမတ်ရော့သွားရတော့တေးကြတို့အခြေသမကောင်းတတ်မှာဒါပေမဲ့ကျွန်တော်ပြောချင်တာကအတင်းတင်းကဒီဂိုးပြတ်နိုင်ပွဲရခဲ့တိတိုင်အောင်အဲ့ဂိုးပြတ်နိုင်ပွဲမှာခြေစမ်းမကောင်းတဲ့အတင်းအများကြီးရှိတယ်ဗျကျွန်တော်ဒီနေ့ရဒီအာဆင်နယ်ကိုတိုင်ကလည်းတချို့ဂိုးပြတ်တဲ့ပွဲရှိရနော်ဒါပေမဲ့ကျွန်တော်အဲ့ပွဲတင်ဒီမှာကြည့်ကြည့်လိုက်ဂိုးပြတ်နိုင်ခဲ့တဲ့တိုင်အောင်ကျွန်တော်ခြေစမ်းမကောင်းတဲ့ပွဲတင်ရှိတယ်ဒါကြောင့်ဟိုကျွန်တော်ကတော့လက်ရှိဒီ အာဆနယ်လမ်းသင်းကိုတရေကျခဲ့တည်တာကျွန်တော်တို့တင်းရဲ့ performance နဲ့ပတ်သက်ပြီးကျွန်တော်ကတော့ကျင်တတ်တယ်ဒါကြောင့်ခုနကပြောသလိုပဲကျွန်တော်ဒီပုံမှာအရင်ကြီးမစိုးရိမ်ဘူးပဲကျွန်တော်တို့အသင်း title race မှာအားကောင်းနေစေအသင်းတသင်းဖြစ်ရှိနေသေးတယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ပြီးကျွန်တော်တို့ဒီဒဏ်ရာပြဿနာတွေအားဆိုရင်လည်းကျွန်တော်တို့ဒီ November လ International break ပြီးလို့ချင်းတချို့သောကစားသမားတွေပြန်လဲကောင်းမွန်လာတော့မယ်ကျွန်တော်ဒါကြောင့်မို့ကျွန်တော် ခုနကဒီ ီ injury နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်ရှာပြီးတော့ဖတ်လိုက်တယ်ပေါ့ London Evening Standard ကဖော်ပြထားတယ်အဲ့ London Evening Standard ဖော်ပြထားတဲ့သတင်းမှာဆိုရင်ကျွန်တော်ဒီ Martin Odegaard ရယ်ဒီ Kai Havertz ရယ်ပြီးရင် Madueke ရယ်နောက်ပြီး Gabriel Martinelli တို့ကဒီ November 23ရက်ရဲ့ဒီ Dorian Hotspur နဲ့ဒီနောက်မြောက် London Derby မှာသူတို့ပြန်လဲပါဝင်လာဖို့ပြင်မှတ်ထားနေရလို့ဖော်ပြထားတယ်။နောက်ပြီးဒီ Dice မှာဆိုရင်လဲ Bitter Yogurts ကဒီ တော်ဒီယန်ဟော့စပါနဲ့နောက်လန်ဒန်ဒါဘီမှာပြန်လည်ပါဝင်လာဖို့ရှိနေတယ်ဆိုပြီးလန်ဒန်အီဗီနီစတန်ဒတ်ကထပ်ပြီးတော့ပေါ်ပြထားပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနိုဝင်ဘာလ International ပြည်ပြီးကျွန်တော်တို့တိုက်စစ်မှာဒီလူစင်းကပြန်လည်ပြီးတော့စုံလင်တာကိုကျွန်တော်တွေ့ရမယ်။ဒီတက်ပိုပောင်းတဲ့ကစားဟန်ကိုလည်းကျွန်တော်တွေ့မြင်ရဖို့ရှိတယ်။ဒါကြောင့်အာဆင်နယ်နေနဲ့ဒီဆန်နလန်ကိုတည်ရကြခဲ့ပြီးနောက်တိုက်တဲ့ရစ်စတွတ်စိုးရင်နေရပြီလားဆိုတဲ့အချက်ပေါ့ကျွန်တော်ကတော့ဟိုပရိသတ်တယောက်အနေနဲ့ကျွန်တော်အမြင်ပြောရရင်အရင်ကြီးစိုးရင်ကြတော့မလို့ဘူး။ ျွန်တော်ကိုလို့ကိုအကောင်းဆုံးအာယုံဆိုင်ဖို့ပဲလိုတယ်ဒီနေရာမှာတချို့အသင်းတွေဆိုရင်လည်းဒီ title race အတွက်ဒီပြန်အားကောင်းလာတော့တွေ့ရတယ် Manchester City တို့ Liverpool တို့ဒီ Manchester City တို့ Chelsea တို့ Liverpool တို့ကဒီကျွန်တော်ရဲ့နောက်မှာအကောင်းဆုံးပုံစံနဲ့တိုက်ပွဲဝင်နေတယ်ဒါကြောင့်ကျွန်တော်တို့ကိုလို့ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုအပ်တယ်လို့သုံးသပ်မိပါအကြောင်းဗီဒီယိုလေးကိုဒီနေရာမှာဒီနေရာမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ